မင်္ဂလာပါရှင်။2025ခုနှစ်မေလ12ရက်နေ့ရက်မွန်းတက်အစနိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။စစ်တပ်ကလွဲပြီးလက်လက်ကိုင်အဖွဲ့တွေလက်နက်ဆွန့်ဖို့တတ်တတ်ခိုင်ကပြောလိုက်ပါတယ်။မင်းအောင်လိုက်ကမိသားစုစီးဖို့ ever 319 hyalk လေးရင်ကိုအပြည့်ပြည့်ဝယ်ယူခဲ့ပေမဲ့နိုင်ငံပိုင်မြန်မာမျိုးသားလေချောင်းလိုက် MMA က Myanmar ရဲ့လေးရင်တွေအတွက်ငားရဲကမပေးနိုင်လို့ပြန်သိမ်းခံရရပါတယ် ရှင်းမြို့နယ်နဲ့ညောင်လေးပင်တို့မှာစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးခဲ့ပါတယ်ရှင်။တပတ်ရင်းမြို့နယ်တွင်ပြူစောကြီးတအူလက်လက်ခဲရတွေလူဆောင်လာပြီး PDF ကြံအနေဝင်လာပါတယ်။လက်တဆုပ်စာဘိုလ်ချုပ်ကြီးရဲ့အကျိုးစီးပွားကိုမကာဝယ်ပဲစစ်သားများအလေးဝင်ကြရန် PNL တွေကဖိတ်ခေါ်လိုက်ပါတယ်။ဒီသတင်းတွေနဲ့တူဒီကနေ့မွန်တေ12နှစ်အချိန်ကြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တဲ့ဘုံဒီနဲ့အပြစ်ခတ်ရက်ဆယ်ရေးမှာဌာရငိမ့်ချမ်းရည်တို့ရောက်ရှိစေရန်စစ်တပ်ကလွယ်ပြီးလက်လက်ကိုင်အဖွဲ့အစည်းများလက်နက်ဆွဲကြရန်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတပ်သက်ကိုင်ကမနေ့ကရခိုင်မြို့မှာပြုလုပ်တဲ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။အပြစ်ခတ်ရက်ဆယ်ရေးကလည်းဌာရငိမ့်ချမ်းရည်ကိုရောက်အောင်တမတော်ကလွယ်ပြီးတန်လက်လက်ကိုင်အဖွဲ့တွေလက်နက်ဆွဲကြဖို့စူးစမ်းကြပါနိုင်ငံရေးစကားဝိုင်းကိုလာကြဖို့အဓိကပြောချင်ပါတယ်လို့သူကဆိုပါတယ်။ ိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေရန်လှုံ့ဆော်တဲ့အထူးမှာပြည်သူလူထုပြည်ရေးရှိနိုင်ငံရေးသမားများစစ်တပ်နဲ့နိုင်ငံတကာစွန့်ဖန်မှုတွေလည်းပါဝင်နေကြောင်းပြည်သူများအမြင့်ကျယ်ရန်လိုအပ်ကြောင်းလည်းသူကပြောပါတယ်။ဒါပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုံ့ဆော်တဲ့ရွေးကောက်ပွဲမှာမတမာမှုဖြစ်ဖို့အလားအလာရှိပြီးစစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲမှာတမာတမတ်ရှိတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းတတ်တတ်ခိုင်ကပြောပါတယ်။ လက်ရှိမှာ PPP ပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်သွားရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲကကြီးကဝတ်ရေးဆွဲ၍တင်ပြသွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်ကောင်စာမေအောင်လိုင်ကသူနဲ့သူမိသားစုစီဖို့ ever 319 hyalk လေးကိုအပြည့်ပြည့်ဝယ်ယူခဲ့တော့လေနိုင်ငံပိုင်း မြန်မာအမျိုးသားလေကြောင်းလိုက် MMA ကငားယံချတဲ့လေရင်တွေအတွက်ငားယံကမပေးနိုင်တာကြောင့်ပြန်သိမ်းခံရကြောင်းမြန်မာလေကြောင်းတည်ရင်းမြေကပြောပါရယ်ယခုနေ့ဖေဖော်ဝါရီလ17ရက်နေ့မှာမင်းအောင်လိုင်ကအမေရိကန်နိုင်ငံ Aviation Cabinet Group ချာမှာငားယံချတဲ့ Aircraft အမျိုးအစား A319 115 NSN 5193လေရင် HYALK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲအပြည့်ပြည့်ဝယ်ယူခဲ့ခြင်းလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကအလို effort လေးရင်ကိုအပြည့်ပြတ်ဝယ်ယူခဲ့ပေမဲ့နိုင်ငံပိုင်မြန်မာမျိုးသားနေထောင်နိုင်မှာကို American General Electronic GE Community မှာ၅ရန်ထားတဲ့လေးရင်တွေကို၅ရန်ကပေးရန်အကြိမ်ကြိမ်ရွှေ့ဆိုင်ခြင်းနိုင်ငံရေးအခြေအနေအပြောင်းအလဲများနဲ့ American အစိုးရကစီးပွားရေးပိတ်ဆို့ထားမှုကြောင့်လေးရင်များကိုပြန်လည်တင်ယူခံရကြောင်းသိရပါဗျာ။ 2015ခုနှစ် NLD အစိုးရလက်ထက်မှာ American G ကုမ္ပဏီကနေနိုင်ငံတော်အဆင့် G2G စနစ်နဲ့သဘောတူညီချက်အရ Boring 737-800လေယာဉ်6စီးကိုငားရန်ပေးခဲ့ပါတယ်အဲ့ဒီမှာစစ်ကောင်စီကမာယာခရီကိုမပေးနိုင်လို့ဆိုပြီးအကြိမ်ကြိမ်ရွှေ့ဆိုင်တာအဲ့ဒီမှာတနစ်တစည်းလုံးတမက်ရက်ပြည်တာနဲ့ အာနာဒိတ်စစ်ကောင်စီကိုအယုံကြည်ပြတ်သွားတဲ့အတွက် GE ကုမ္ပဏီကငားရမ်းချက်ကိုမပြုတော့ဘဲပြန်သိမ်းသွားတယ်။ NLD အစိုးရလက်ထက်မှာယုံကြည်မှုနဲ့ငားရမ်းချတဲ့လေရင်တွေကိုစစ်ကောင်စီကြောင့်ကုမ္ပဏီကပြန်လည်သိမ်းယူသွားရမှာအခုဆိုရင် Boring 373800 NG ဒစီဘယ်ကျန်ရှိတော့တယ်လို့မြန်မာလေကြောင်းတင်ကပြောပါရယ်။မေလ6ရက်နေ့ညနေပိုင်းမှာမန္တလေးတကြအူးလေးစိတ်မှာမီးလောင်ခဲ့တဲ့ ်မြန်မာအမျိုးသားလေးချောင်းလိုက်မြန်မာ National Airline MNE လေးရင် Boring 737 QB H12 လေးရင်မှာအိန္ဒိယလေးချောင်းကလည်းတက်တန်းလို့ HY ALV လေးရင်ဖြစ်ကြောင်းစစ်ကောင်စီကလေးရင်ငားရမ်းမဲ့နိုင်ငံတွေမရှိသလောက်နေလာ၍တက်တန်းလို့လေးရင်ကို MMA ကငားရမ်းထားရတယ်လို့အဲ့ဒီမြမလေးချောင်းလိုက်တင်ရင်ကပြောပါတယ် မန္တလေးလေးစိတ်မှာမိလောင်ခဲ့တဲ့ Boring 373လေးရမှာအိန္ဒိယဒေချောင်းလိုင်းရဲ့တက်တန်းလွန်ကြာနေပြီဖြစ်တဲ့ HYALV boring နေရင်ဖြစ်ပါတယ်စစ်ကောင်စီကအခြား boring နေရင်ပိုင်ဆိုင်တဲ့နိုင်ငံတွေကနေငားရပြီးအတုံးပြူမရတော့တဲ့အတွက်အိန္ဒိယလေချောင်းလိုင်းရဲ့တက်တန်အလွန်ကြာနေပြီဖြစ်တဲ့လေရင်ကိုငားရခဲ့ရတာပါတက်တန်အလွန်ကြာနေသလို လုံခြုံမှုမရှိတော့တဲ့နေရင်တွေဖြစ်နေပေမဲ့ဖြစ်အောင်ငိုင်းရပြီးတုံးနေရတယ်လို့မြမလေချောင်းတည်ရင်တွေကစက်ပြောပြပါတယ်။စစ်ကောင်စီလက်အောက်ကမြမအမျိုးသားလေချောင်းလိုင်းကစစ်အာဏာသိမ်းပြီးတဲ့နောက်နေရင်စီးနင်းရန်ပြည်သူတွေကသပိန်ပေါချင်းငိုင်းရထားတဲ့လေရင်အကောင်တွေကိုပြန်လည်တိတ်ခတ်ရခြင်းအပါအဝင်စီမံခန့်ခွဲမှုအလွဲများစစ်တပ်ရဲ့ဗယံမရလှုပ်ဆောင်မှုတွေကြောင့်နှစ်စဉ်အကြီးအကျယ်အရှုံးပေါ်နေကြောင်းလည်းသိရပါဗျ စစ်ကောင်စီက MMA လေးချောင်းတိုင်းမှာအရက်ပတ်ခီးတယ်လေးရင်များကိုနိုင်ငံတကာလေးချောင်းဆိုင်ရာစံချိန်စံညများဥပဒေများကိုချိုးဖောက်၍စစ်ပတ်ဆိုင်ရာလုပ်ငန်းစဉ်တွေဖြစ်တဲ့တိုက်ပွဲဖြစ်ပွားရာဒေတာတွေကိုလက်နက်တင်ပို့ခြင်းအကြမ်းဖက်စစ်တပ်မှအဖွဲ့ဝင်တွေကိုစစ်ကူဖြစ်ပေးပို့ခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွားရောက်ခေါ်ယူခြင်းတွေကိုလှောက်ဆောင်ရရှိကြောင်းလည်းသိရပါရရှင့် ဆက်လက်ပြီးမွန်ပြည်နယ်ရွှေရွတ်နယ်နှစ်ကင်ရင်ကလို့စိတ်ကိုရောက်လာတဲ့ဂျမ်ဖက်စစ်ရုံးကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာဒုအရာခံဘိုးခေါင်းပြူကနေမျိုးထိုက်အပါအဝင်၄ဦးသေဆုံးခဲ့ကြောင်းဒေါနတ်စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါတယ်မေလာ၁၀ရက်နေ့နန္ဒ၆နိုင်ခန့်ကရင်းမြို့နယ် ကောကျုပ်ကဒိုစိတ်မှာနစ်ကရင်ကဒိုစိတ်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာခန့်ရှိအကြံဖတ်စစ်ရှောကစီစစ်ကြောင်းကိုတော်လည်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးခလာရ106တရေမှာဒုရာခံဖို့ခေါင်းပြုခေါ်နေမျိုးထိုက်အပါဝင်၄ဦးသေဆုံးပြီး၂ဦးထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဒုရာခံဖို့နေမျိုးထိုက်ကလက်မောင်းကနေနှလုံးကိုကြီဖောက်ပြီးတေဆုံးသွားတယ်လို့နောက်ဆက်သွဲသတင်းရရှိထားပါတယ် တည်ဆုံးသွားတဲ့အင်းမျိုးထိုက်ကတက်ထဲကနာမည်ပြက်တဲ့ကြော်စိုးသူတရားပါသူ့ကိုခေါင်းပြုလို့နာမည်ပြောင်းပေးထားတယ်လို့သိရတယ်လို့ဒေါနာစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါတယ်အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကခလာရ31ခုမှစစ်ကြောင်းမူဘူဂျီရဲမင်းတို့ခလာရ106မှဒူရခံကိုနေမျိုးထိုက်ခေါ်ခေါင်းပြူနဲ့ခလာရမရှိရှိမှာပုံမူမျိုးမင်းကြီးတို့ဥဆောင်ပူပေါင်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါဗျ အလားတူတိုက်ပွဲဖြစ်ပွားရာနေရာနဲ့မဝေးတဲ့တဖက်ကျွန်းမှာလည်းအင်အား80ခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးလက်နက်ငယ် drone တွေနဲ့တိုက်ခိုက်မှုရှိကြောင်းလည်းသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကို KNL နဲ့တက်ရင်နတ်ဆက်ခွန်တပေရွှေကြီးနဲ့ဒေါနာချေမုံရဲတပ်ဖွဲ့တို့ပူးပေါင်းတာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရဲပူးပေါင်းတပ်ဖွဲ့တွေအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရပါဗျ။ဒါပြင်မေလ17ရက်နေ့ မနက်7:00နာရီ50မိနစ်အချိန်မှာပဲခူးတိုင်းရွှေကျင်မြို့နယ်မှာညောင်လေးပင်မြို့ကိုထွက်လာတဲ့စစ်သား2ဦးပါဒိုင်နာကားကိုပြည်သူ့ကာကွယ်ရေးတပ်မတော်3903တပ်ရင်းမှရဲဘော်တွေကရေကြီးချောင်းကြီးရွာနဲ့ပစုံမြောင်းကြီးရွာကြားရွှေကျင်ညောင်လေးပင်ကားလမ်းပေါ်မှာဖြတ်တောက်ပစ်ခတ်ခဲ့ရာကားပေါ်ပါလာတဲ့စစ်သား2ဦးနေရာမှာပဲပွေကျင်းပြီးသေဆုံးခဲ့ကြောင်း Fire တပ်ုံတပ်ခွဲကပြောဆိုပါတယ်တိုက်ခိုက်မှုအပြီးမှာပစုံမြောင်းရွာနဲ့ တာပြက်တံတားဂိတ်တို့မှာစစ်ကူတွေရောက်ရှိလာပြီးလက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်ခဲ့ကြတော့အဲ့ဒီစစ်ကူတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်3903တပ်ရင်းမှရဲဘော်တွေကစနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာစစ်သားတအုပ်ထမှန်သေးဆုံးခဲ့တယ်လို့သိရပါတယ်ရှင်နောက်ထပ်ဒီနေ့ဘုတ်အနေနဲ့စကိုင်းတိုင်းတပည့်ရင်းမြို့နယ်မှာလူစော်တီတူလက်လက်ခရဲတွေယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းကောင်းကင်အခွဲမှတည်င်းနဲ့ပြန်ကြရေးတာဝန်ခံကပြောပါရယ်မေလာ၁၇ရက်နေ့ ဂျပန်ရင်းမြို့နယ်တွင်ပြူစောချီတော်ဦးလက်နက်ခဲရတွေလူဆောင်လာပြီးကောင်းကင်အဖွဲ့ခြံအလင်းငွေရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။အဲ့လိုအလင်းငွေရောက်လာတဲ့ပြူစောချီတော်ဦးကကြီကောင်ဖုန်းတလုံးကာပိုင်ကြီး၁၈တောင်းလက်ပြဘုံတလုံးငွေသားတိန်60ခန့်ဖြင့်လိုကယ်မိုဘိုင်းချင်းချောင်ကိုဝင်ရောက်ခဲ့ကြောင်းသိရပါဗျ။ဒီနေ့အလင်းငွေရောက်လာတာပါ။ဘယ်မြို့နယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့နေနေခံဖြစ်တဲ့ပြူစောချီတွေကို ကိုယ့်ဘက်ပါလာအောင်ပြန်စည်းရုံနိုင်ပြီးအလေးဝင်နိုင်အောင်ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့တော်လည်ရေးတစ်ခုရဲ့အောင်မြင်မှုတစ်ခုလို့ယူဆလို့ရတယ်။ဒီပြူစောထီတွေနေမြေခံတွေဒါမရှိဘူးဆိုရင်ကြံတဲ့ရောက်ရှိနေတဲ့စကားစတွေဆိုတာကနေမြေမကြမ်းကျင်တဲ့အတွက်သူတို့သွားရေးလာရေးခက်ခဲတယ်လို့မြင်တယ်။ဒါကြောင့်ရန်သူကိုအင်အားနှဲစေပြီးကျွန်တော်တို့ပြည်သူ့ဘက်အားများလာစေတဲ့အတွက်ကြောင့် ကမ်းလန်းလာတဲ့ပြူစောကြီးပဲဖြစ်ဖြစ်စကားဆပဲဖြစ်ဖြစ်ဘလို့ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကမ်းလန်းလာမယ်ဆိုရင်လက်ကမ်းကျူဆိုတာကောင်းပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ကပစ္စည်းယူဆောင်မှုအပိုင်းမှာမူတည်ပြီးအဲ့ဒါကအလုပ်ဖြစ်တဲ့အတွက်အခုအနေထားတိုင်းဆိုရင်ကွန်ပျူစုချင်းမြင်တာမျိုးလောက်ဆောင်သွားမှာမဟုတ်ပါဘူးသူ့ကိုတော့ကျွန်တော်တို့ လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနဲ့ထိမ့်သိမ်းဆောက်ရှောက်ပေးထားတယ်။ဒီလောက်ပဲဂလော့ဆယ်လွတ်ပေးနိုင်အောင်မယ်လို့ကောင်းကင်အဖွဲ့မှတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်အာရှလမ်းမစစ်စင်ရေးမှာအတင်းအကျပ်ခိုင်းစီခံရတဲ့အာဆီယံစစ်ကြောင်းမှာစစ်ကောင်စီတပ်သားတွေအနေနဲ့လက်သက်ဆောင်စာဘူကြီးများရဲ့အကျိုးစီးပွားကိုမကာကွယ်ဘဲအလေးဝင်ချရန် TNN တွေကဖိတ်ခေါ်ကြပါတယ်။ မေလ10ရက်နေ့မှာပြည်ရင်မျိုးသားလူမျိုးရေးကြံတော် KNN တွေကအာရှလမ်းမစစ်စင်ရေးမှာအတင်းအမခိုင်းစင်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတတဆောက်စာဘူကြီးများရဲ့အကျိုးစီးပွားကိုဆက်လက်ကာဝယ်ခြင်းမပြုဘဲအလေးဝင်ကြရန်ဖိတ်ခေါ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ကြီးဖြုတ်ထားသောတနတ်အားခေါင်းကိုမြေကြီးအောက်ချ၍နောက်ကျောတွင်တွေ့ကလက်ပလာဖြင့်ရောက်ရှိသည့်နေရာမှာ နေရဆွခွာပြီးရှေ့ရရှိ KNN တွေတပ်ဖွဲ့တွေထံကိုတဦးချင်းတော်လကောက် အစိုးပွဲနဲ့တော်၎င်းရောက်ရှိလာကြပါရန်တိုက်တွန်းအပ်တယ်လို့ KNN ရဲ့ဖိတ်ခေါ်မှုမှာဖော်ပြထားပါတယ်။ဒါပြင်လက်သဆုပ်စာဘူဂျီမြောက်ရဲ့အကျိုးစီးပွားကိုကာဝယ်ရန်အာဆီယံစစ်စင်ရေးမှာအလဟတ်တအသက်စတေးကြရန်ပို့ဆောင်ခရရတဲ့စစ်ကောင်စီလက်အောက်မှာရဲဘော်တပ်သားတွေနဲ့နေမြေခံတပ်သားတွေအနေနဲ့နိုင်ငံတကာဥပဒေစံနှုန်းနဲ့အညီအသက်ရှင်ခွင့် ရရှိသလိုကရင်မျိုးသားလူမျိုးရေးကြံရော KNN နေထံကိုလာရောက်အလေးဝင်ကြရန်အသိပေးလို့ဆိုထားပါတယ်။အာရှလမ်းမစစ်စင်ရေးမှာအတရားမှခိုင်းစေခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ KNN နေထံကိုလာရောက်လက်နက်ချအလေးဝင်ကြပါရန်ဖုန်းနံပါတ်၃ရောက်ကို669132ကိုဆက်သွယ်နိုင်ကြောင်းလည်းသိရပါရဲ့ရှင်။ ဒီကနေ့ Modern Sunline Charity နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်နိုင်ရှင်စနစ်စုံလောက်ကနေအမြတ်ဆုံးတွေ့မြောက်ကြပါလိမ့်ရှင်